စစ်ဗိုလ်ချုပ်တွေဟာတင်ထားတဲ့အာဏာကိုကောင်းကောင်းသုံးချပြီးအင်းနီချင်းနိုင်ငံတွေနဲ့ညှိနှိုင်းထားချိန်မှာအဲ့ဒီနိုင်ငံတွေနဲ့အေးတပ်ဖွဲ့တို့ကြားဆက်ဆံရေးဟာစိတ်ဝင်စားစရာကောင်းလာပါတယ်။ခု2025ခုနှစ်တွင်မြန်မာနိုင်ငံရေးမှာစိတ်ဝင်စားစရာအကောင်းဆုံးစောင့်ကြည့်ရမှာကတော့အာရကပုတ်စာဖြစ်နိုင်ပါတယ်။ရခိုင်ပြည်နယ်ဟာတခြားပြည်နယ်တွေနဲ့မတူဘဲအင်းနီချင်းနိုင်ငံကြီးတွေရဲ့ဖိအားတွေစုံကြဲဖြစ်လာနေပါတယ်။အကြောင်းရင်းကတော့အာရကတက်တော်ရဲ့ပြောင်ပြောင်ဆုံးစည်ရေးစွမ်းရည်နဲ့ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာသိမ့်ပိုင်ထင်းချုပ်လာနေတာအကြောင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြောက်ဘက်စွန်းဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တော်မြို့မှာခိုင်မာတိစောက်ထားတဲ့စစ်ကောင်စီရဲ့တခုတည်းသောခနက်စခန်းကဆက်လို့တောင်မဲ့စွန်းစွန်းကွာမြို့တီပြည်နယ်တခုလုံးမှာရှိတဲ့စစ်တပ်တွေကိုမိတ်ပေးကိုကဲရတဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပ်ပခါနဲ့အမ်းမြို့ပါဝင်ပြည်နယ်တွင်းရှိချင်းမြန်တရင်တွေကိုကိုကဲရတဲ့အမှတ်ငါစစ်စင်ရေးကိုကဲမှုဌာနချုပ်စက်ကခ9နဲ့တောင်ကုန်းမြို့တွေကို ။ဒီပြိုင်နယ်ထဲထိုးစစ်ဆင်တက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ AA ရဲ့အောင်မြင်မှုမျိုးဟာမြမပြည်တွင်းစစ်သမိုင်းမှာမရှိဘူးမကြုံဘူးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ခုခါမှာရခိုင်ပြည်နယ်ရှိမြို့နယ်16ခုတဲကမြို့တော်စစ်တွေကြောက်ဖြူနဲ့မအောင်ကျွန်းတို့မှသာစစ်ကောင်စီအုပ်ချုပ်ရေးရန်ညားတွေကြန့်ရှိတော့ပြီးကျန်မြို့နယ်16ခုဟာ AA ရဲ့ထိ ंछ ုံမှုအောင်ကြောက်ရောက်သွားပြီဖြစ်ပါတယ်။ဒီလိုချိန်နေမှာ AA ဟာပြည်내တခုလုံးလုံးမြောက်ပြီးအရက်ကအိမ်မက်ကိုလက်တွေကောင်းနေပုံနိုင်မှုစစ်တွေနဲ့ကြောက်ဖြူကိုအပြည့်သက်ထိုးစစ်ဆင်ခြင်းမရှိသေးပဲ ဒီလိုဆိုရရဲ့ဂျောင်းဝင်ဆက်ဖက်မှုနဲ့ဟိုင်ကန်ဒုတိယပိုင်းထွက်ပေါ်လာအောင်မလားဆိုတာနဲ့ခုဒီချိန်သဘောတူညီချက်မှာဒီလိုဆိုရကရခိုင်ဒေသကိုပါအကျုံးဝင်ဖို့ကြိုးပမ်းလာမလားဆိုတာစောင့်ကြည့်သွားရမှာပါအဲ့လိုသာဖြစ်လာမယ်ဆိုရင်တရုတ်နယ်စပ်နဲ့ကွာဝေးလာတဲ့ရခိုင်ပြည်နယ်ထိဒီလိုဆိုရရဲ့ဩဇာလွှမ်းမိုးမှုတွေကြီးထွားလာနိုင်ပြီးအေရဲ့နိုင်ငံရေးရည်မှန်းချက်တွေပေါ်ပိတ်ဆို့ဟန်တာကန့်သက်ထိချုပ်မှုတွေရှိလာနိုင်တဲ့အတွက်2025ခုနှစ်မှာအေအနေနဲ့ ရခိုင်ပြည်နယ်မှာစစ်ကောင်စီနဲ့စစ်အာဏာရှင်စနစ်အပြစ်တိုင်ဖိရှားရေးပြင်းထန်ဆုံးထိုးစစ်တွေဆက်လက်ဆင်နွှဲပြီးအရက်ကအိမ်မက်ကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်မလားဆိုတာကိုလည်းစောင့်ကြည့်သွားရမယ့်နှစ်ဖြစ်ပါတယ်။ဒီနေ့မှာအရက်ပုတ်စာဟာအင်းနီချင်းနိုင်ငံတွေအတွက်ခက်ခဲတဲ့ပုတ်စာဖြစ်လာနိုင်ပါတယ်။အကြောင်းကတော့ရခိုင်ပြည်နယ်ဟာနယ်နိမိတ်ထိဆက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့2019ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရိုဟင်ဂျာလူမျိုးရေးဖြစ်ရှင်းရမယ့်အလွန်ကဲဆက်တဲ့ပြဿနာရဲ့ဗဟိုချက်ဖြစ်နေလို့ပါ။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးနိုင်ငံတကာရာဇဝတ်ခုံရုံး NCC တရားစွဲရာရှိကရင်ခန့်က2019ခုနှစ်ကတည်းကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးစစ်ကောင်းဆောင်မြေအောင်လိုင်းကိုဖမ်းဝင်ရထုတ်ဖို့ NCC မှာ2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကဥဒိုက်လျှောက်ထားခဲ့တဲ့အဆင့်ထိခီးရောက်လာခဲ့ပြီဖြစ်ပါတယ်။တကယ်လို့ NCC ဖမ်းဝင်ရထွက်လာခဲ့ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့မြေအောင်လိုင်းနဲ့ဆက်ပြီးဆက်ဆံပါလားဒါမှမဟုတ် ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား281ကီလိုမီတာရှည်လျားတဲ့နေဆက်ဒေသတစ်ခုလုံးကိုထိန်းချုပ်စုမှုထားပြီးရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးရဲ့မြပြည်အုပ်ချုပ်ရေးပဲ့ကန့်ရှင်အသစ်ဖြစ်လာတဲ့ AA နဲ့ဆက်ဆံပြီးနေဆက်ဒေသအရေးကိစ္စတွေကိုဖြည့်ရှင်းဆောင်ရွက်တော်မလားဆိုတာကလည်းစောင့်ကြည့်ရမှာပါ။ဒါ့ပြင်ရခိုင်ပြည်နယ်ဟာအိန္ဒိချင်းအင်အားကြီးအိန္ဒိယနဲ့တရုတ်တို့ရဲ့အကျိုးစီးပွားဆုံချက်ဖြစ်နေပြီးဒေသတွင်းပထဝီနိုင်ငံရေးရာရေးပါတဲ့အင်ဒိုပစိဖိတ်မဟာဗျူဟာမြောက်မူဝါဒတွေရဲ့အစိတ်ပိုင်းနေနဲ့ပါဝင်နေပါတယ်။ စစ်တမျိုးဆိုရင် မေဂါဒေါ်လာ3900နီးပါးကုန်ကြခံရင်းနှီးမြှုပ်နှံထားတဲ့အိန္ဒိယဆိုရာရဲ့ကလေဒန်ဘတ်ဆောင်တည်ယူဖို့ဆောင်ရေးစီမံကိန်းဗိုလ်ချုပ်နေရာဖြစ်ပါတယ်။အဲ့ဒီစီမံကိန်းဟာပြည်စည်းလူနီးပါးဖြစ်နေပြီး2023ခုနှစ်မေလ4ရက်နေ့မှာတိဆောက်ပြီးစီခဲ့တဲ့စစ်တွေစစ်ကန်းသူကာလာကတားစစ်ကန်းကနေဘီလက်မြေတွေတင်ဆောင်လာတဲ့ MVE NCD Lion အိန္ဒိယကုန်င်းတင်မော့ဟာဂျင်းမိုင်939ကီလိုမီတာကျော်ဝေးတဲ့ခီးကိုစတင်ထွက်ခေါ်လာခဲ့ပြီးဘင်္ဂလားပင်လယ်အော်ဖြတ်ကျော်နိုင်ငံကုန်သွယ်ရေးကိုစတင်ခဲ့ပါတယ်။ ခုဆိုရင်အဲ့ဒီစီမံကိန်းရဲ့အဓိကစိတ်ပိုင်းဖြစ်တဲ့အိန္ဒိယအစိုးရတိစောက်ခဲ့တဲ့ပလဝဆေကန်းနဲ့စစ်တေဆေကန်းကြားရေမှန်158ကီလိုမီတာကွာဝေးတဲ့ကလေဒန်မြစ်တွင်တည်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးကိုတမကပလဝကနေအိန္ဒိယနိုင်ငံအရှိမြောက်နေဆက်မီဇိုရန်ပြည်နယ်ကိုဆက်သွယ်မယ်130ကီလိုမီတာရှည်ရှိပလဝအိန္ဒိယနေဆက်ဝေးပြေးလမ်းမှစီမံကိန်းတစ်ခုလုံးဟာလည်းအေအေရဲ့ထိန်းချုပ်မှုအောက်ကိုလုံးဝကျရောက်သွားပြီဖြစ်ပါတယ်။ ဒါကြောင့်ကလေဒန်ဘက်ဆောင်တယူပို့ဆောင်ရေးစီမံကိန်းရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့အိန္ဒိယအရှေ့မြောက်ဂုံးနင်းဘေးပြည်နယ်ဖြစ်တဲ့မီဇိုရန်နဲ့တခြားပြည်နယ်တွေကလေဒန်မြေကြောင်းကိုသုံးပြုပြီးပင်လယ်ထွက်ပေါက်ရရှိရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခွင်လန်းသည့်ရရှိရေးကြိုးပမ်းမှုတွေဟာမရေရာမတည်ကြတော့တဲ့အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။အလားတူတရုတ်မြန်မာစီးပွားရေးဇင်းညံလမ်းမစီမံကိန်းရာတရုတ်နိုင်ငံရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိရေးကြိုးပမ်းမှုမှာဗိုလ်ချက်ဖြစ်တဲ့ကြောက်ပြူမြို့ဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေသေးပေမဲ့ ရုပ်မြန်မာစီဝိုင်းဈေးညံလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့တွေကိုတော့ညီနောင်မမိတ်၃ဘွယ်ကမြားပြားတိတ်ပိုက်ထားပြီးစီမံကိန်းတစ်ခုလုံးရဲ့အနာဂတ်ဟာမရေမရာဖြစ်လာခဲ့ပါတယ်။တရုတ်ဆိုရဟာရှေ့လက်ပိုင်းဒေသကဝေယူတဲ့ရေနံစင်းကိုမြန်မာနိုင်ငံကနေဖြတ်တန်းပြီးယူနန်ပြည်နယ်သို့တင်ပို့နိုင်ဖို့တွေ့ကျောက်ပြည်မြို့နယ်မဒေးကျွန်းမှာရေနံလောင်ငန်ကြီးတွေနဲ့ရေနံတင်သင်းမောကြီးတွေစိုက်ကဲနိုင်တဲ့စိတ်ကန်းတွေကိုတိစောက်ထားပြီးကျောက်ပြည်မြို့ကနေယူနန်ပြည်နယ်ထိကီလိုမီတာ900ကျော်ရှည်လျားတဲ့ရေနံနဲ့သဘာဝတန်းွေပိုက်လိုင်းကိုတိစောက်ထားပြီးတော့ ရေနံနဲ့သဘာဝထင်းငွေတွေကိုတင်ပို့နေတာဟာဆယ်စုနှစ်တခုကြာရှိနေပြီဖြစ်ပါတယ်။အဲ့ဒီစီမံကိန်းတွေမေဂန်ဒေါ်လာဘီလီယံနဲ့ဆီရင်းနှီးမြှုပ်နှံထားပြီးတရုတ်အစိုးရရဲ့ပိုလန်မှရဝင်းနဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့အရေးကြီးဆုံးမဟာဗျူဟာကျိုးစီးပွားဖြစ်ပါတယ်။ဒါ့ပြင်ကြောက်ဖြူမှာတိစောက်ဖို့ပြင်ဆင်နေတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိကြောက်ဖြူရေနဲ့စေကန်နဲ့အထူးစီဝါရေးဆုံစီမံကိန်းဟာဒီအစိုးရကလားရှိကြအိမ်မက်မဲ့ခဲ့တဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိမဲ့လက်လွတ်ဆုံးရှုံးမခံနိုင်တဲ့စီမံကိန်းကြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ရခိုင်ပြည်နယ်ကုန်းပြည်နယ်နယ်မိတ်တစ်ခုလုံးမှာစစ်တွေနဲ့ကြောက်ဖြူမျိုးတွေကလွဲပြီးကျင်းမျိုးအားလုံးကိုအေအေကတိမ့်ပိုက်ထိချုပ်ထားတာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နရားတွေလုံးဝပြတ်တုံးသွားခဲ့ပါတယ်။အဲ့ဒီမျိုးနှမျိုးနဲ့တခြားဒေသတွေကိုချိတ်ဆက်ထားတဲ့ကုန်းလန်းဆက်သွယ်ရေးကုန်းရက်တစ်ခုလုံးကိုလည်းအေအေကဝန်းရံပိတ်ဆို့ထားတဲ့အတွက်ခုဆိုရင်အဲ့ဒီမျိုးတွေမှာလေကြောင်းနဲ့ရေကြောင်းထပ်ပေါက်တွေကိုသာအသုံးပြုနေရပါတယ်။အေအေအနေနဲ့အဲ့ဒီမျိုးနှမျိုးကိုထိုးစစ်မစင်သေးပဲချမ်းလက်ထားရတဲ့အကြောင်းရင်းကတော့အထက်မှာဖော်ပြခဲ့သလို ီမျိုးတွေမှာအင်းကြီးချင်းအင်အားကြီးတရုတ်နဲ့အိန္ဒိယတို့ရဲ့ပထဝီနိုင်ငံရဲ့အကျိုးစီးပွားတွေကြီးကြီးမားမားရှိနေပြီးသူတို့ရဲ့အကျိုးစီးပွားကာကွယ်ရေးအကြောင်းပြချက်နဲ့ဂျာဝင်ဆွတ်ဖက်နေကြတာအကြောင်းဖြစ်ပါတယ်။အီရဲ့နိုင်ငံရေးညီမချက်ဟာရခိုင်ဒေသတခုလုံးဖိနေအုပ်ချုပ်သူတို့လက်အောက်မှာလွတ်မြောက်ရေးဖြစ်ပြီးနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ကြီးညာချက်ပထမဆုံးအပိုင်းမှာရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ဒီညီမချက်အောင်မြင်မှုဆိုရင်စစ်တွေနဲ့ကြောက်ပြူမျိုးတွေဟာအီရဲ့ထင်းချုံမှုအောင်မဖြစ်မနေရောက်ရှိဖို့လိုအပ်ပါတယ်။ ဒါပေမဲ့အေအေဟာသူတို့ရဲ့ရည်မှန်းချက်ပြည့်မြောက်လို့နှီးပါချိန်မှာအင်းနီဂျင်နိုင်ငံတွေရဲ့ဖိအားတွေကိုသူ့ရဲ့ညီနောင်ခွဲတွေဖြစ်တဲ့ MNDAA နဲ့ TNN တို့လိုပုံမူရင်ဆိုင်လာရပါတယ်။အမှန်တကယ်တော့ဒီလိုဖိအားတွေဖြစ်လာအောင်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတက်တကြွကြကြိုးပမ်းနေရဆိုတာသတိပြုဖို့လိုအပ်ပါတယ်။အင်းနီဂျင်ထိုင်းနိုင်ငံကကမာကတာပြုပြီးအင်ရှင်နေနဲ့ကျင်းပခဲ့တဲ့မြန်မာပြည်ထနာကိုအင်းနီဂျင်ငါးနိုင်ငံကအဓိကဆွေးနွေးတဲ့အစည်းအဝေးဖြစ်ပါတယ်။ ဒီချက်ကပဲအင်းနီဂျင်တွေအနေနဲ့သူတို့ရဲ့အကျိုးစီးပွားတွေအတွက်မဖုံးမဖိနိုင်တော့အောင်စိုးရင်တော့ကတွေရှိနေရဆိုတာထင်ရှားတွေ့မြင်နိုင်ပါတယ်။အဲ့ဆွနီဘဲမှာနေဆက်ဒေတာလုံခြုံရေးကိစ္စကိုလေးထားဆွနီကကြပြီးထိုင်းဆိုရာက၆နိုင်ငံလူသဘောတွေ့ဆုံဆွနီချင်းအချက်များကောင်းစဉ်နဲ့တရင်ထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ကိုအေအေစိုးမိုးထိန်းချုပ်လိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့အရခပု္ပ္ပာကိုခြုံငုံသုံးသပ်ရရင်အေအေရဲ့နိုင်ငံရေးရည်မှန်းချက်အောင်မြင်မှုရရှိရေးအတွက်အေအေကိုပံ့ပိုးပေးသွားမလား။ ဒါမှမဟုတ်ဟန်တားတော်မလားဆိုတဲ့ရွေးချယ်မှုကိုအင်းဒီချင်းနိုင်ငံတွေရင်ဆိုင်နေရပြီဖြစ်ပါတယ်။ဒါဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့သူတို့ရဲ့အကျိုးစေဝါတွေနဲ့လောင်ကြီးဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့အေအေကိုတိမဲ့ပြုဆက်ဆံခြင်းမရှိဘူးဆိုရင်နေဆက်ဒေတာလုံခြုံရေးနဲ့ရိုဟင်ဂျာဒုက္ခသည်ရေးကိုတက်တွေ့ကြကြဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ဒီချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးဌာနထဲဒေတာလုံခြုံရေးတာဝန်ယူထမ်းရတဲ့ပြည်ထောင်ဝန်ကြီးဌာနကပို့ပြီးတော့ကောင်းကောင်းသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ကြံပေးပုဂ္ဂိုလ်ငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးဂျဟန်ဂီအာလန်ချော်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရဟာစစ်ကောင်စီနဲ့ရော A နဲ့ပါနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံနေပါတယ်လို့ The Telegraph India သတင်းစာကိုပြောကြားခဲ့ပါတယ်။